ကဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဗျာနော်ကဲအဲ့တော့မနေ့ကတော့ကျွန်တော်ပေးခဲ့တဲ့ပေရန်89 136ရှင်းနဲ့ကတ်တဲ့ပေရန်မူလည်းပြပေးပြီးသွားပြီအဲ့တော့ဒီမူကနေပြကျွန်တော်ပြောဒီနေ့ကနေစလာထွက်လိုက်တော့မယ်ထွက်တော့မယ်လို့ကျွန်တော်မပြောဘူးလားအဲ့တော့ကျွန်တော်တို့တစ်ရှင်းနဲ့ပေါ့အောင်ယူပါနော်တစ်ရှင်းနဲ့အောင်ယူနော်မနေ့ကကျွန်တော်ရှစ်ထိပ်စီးတွေနဲ့ခံလိုက်ရှစ်ထိပ်စီးရှင်းနောက်ပိတ်တွေနဲ့ခံလိုက်ရတာနော်နေ့တိုင်းတမားလေးအတွက်ကတော့ဒါရင်နာစရာပေါ့နော် ဲ့တော့ဒီနေ့ညီမကျွန်တော်တကွက်ကောင်းဆိုင်နဲ့ကျွန်တော်မိတ်ဆွေအားလုံးကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်တကွက်ကောင်းဆိုင်ချပြပေးမယ်အဲ့တော့မိသေးရဆိုတဲ့မျိုးတွေအားတစ်ခါတည်းဝင်ကြည့်ပြီးတစ်ခါတည်းဝင်ထူပါမယ်ကြဲအဲ့တော့ထုံးစံအတိုင်းပဲခက်မြန်မြန်လေးစမယ်ခဏလေးတော့စောင့်မယ်နော်ခဏလေးတော့စောင့်ပေးမယ်ကြဲအဲ့တော့အားလုံးပဲဒီညနေ23ရက်နေ့ညနေ4နာရီခွဲမှာတကွက်ကောင်းဆိုင်အပိုင်းထိုးကျင်တယ်ဆိုတဲ့မိတ်ဆွေတွေဝင်လာကနော်ညနေ4နာရီညနေ4နာရီခွဲပါဗျာ ဲလက်မလေးနှိပ်ပြီးတော့ဝင်လာခဲ့နော်မနေ့ကတစ်ရှစ်ပေါက်တယ်ဆိုတဲ့မျိုးတွေဝန်းလာတယ်နော်ပေါက်တယ်ဆိုတဲ့မျိုးတွေဝန်းလာတယ်ကျွန်တော်ပြောတဲ့ပေတာအိုက်ပေတာလာတော့မယ်နော်နော်ကနန်းလေးရှစ်ကွက်မွေးကနန်းလေးရှစ်ကွက်မွေးမွေးကွက်နေနေတော့ထိုးလို့ရတယ်ထိုးတာပါထိုးတာပါဆိုတာအလကားပြောနေအောင်မဟုတ်ဘူးကျွန်တော်မိတ်ဆွေကုမတွေရသေးခြင်းနဲ့စေတနာတစ်ခုတည်းနဲ့ပြောတာနော်အလကားပြောတာမဟုတ်ဘူးနော်အဲ့တော့အာရုံခံပြီးတော့အလကားတွေပြောပြနေတာမဟုတ်ဘူးတကယ်ရသေးခြင်းနဲ့စေတနာနဲ့ပြောပြနေတာ နော်တကယ်ကြတဲ့မူလေကျွန်တော်ဒီတစ်ပတ်မှာထုတ်ပေးတဲ့မူအကုန်ကြသွားပြီနော်ဒီတစ်ပတ်မှာထုတ်ပေးတဲ့မူအကုန်ကြတယ်ဗုဒ္ဓဘူးမကြော်ပါအကုန်ကြတယ်တင်းနှစ်သုံးခုခွေအဘူပါတွေက2သုံးကြတယ်6ပိုင်ဘတ်တီတွေက63ကြတယ်နောက်ပြီးတော့အဲပေါ်ပရိတ်သုံး16ပရိတ်တွေကကျွန်တော်တို့က29တပရိတ်ကြသွားတယ်နော်နက်ခတ်ပါဝါနောက်ပြီးတော့နက်ခတ် line တွေက18ကြတယ်နောက်ပြီးတော့19ရှိကိုတသုံး68နဲ့ကတ်တဲ့ပေတန်တွေကဆို18ဆိုပြီးတော့ထက်ကြကြထားတယ်ပါနော်

။နောက်ထွက်လိုက်ဝင်လိုက်မလုံးနဲ့နော်အမျိုးတွေတခါလဲပြပြီးမှဖြစ်တဲ့အတွက်ကြောင့်မို့နော်အချိန်နဲ့ကန့်နေပြီလူမဆောင်တော့ဘူးတခါလဲပြပြီးမယ်ထွက်လိုက်ဝင်လိုက်မလုံးပါနဲ့နော်တဦးဆောင်တဦးဆောင်နဲ့အရန်နောက်ကျသွားမှဆိုလို့နော်အချိန်ကန့်နေလို့တခါလဲကြည့်သွားမယ်နော်ထွက်လိုက်ဝင်လိုက်မလုံးနဲ့တခါလဲကြည့်ပြီးတခါလဲသွားထုတ်နော်အဲ့တော့ဒီညနေဒီမနက်ကတိရှိကဲအဲ့တော့တခါလဲပြပေးမယ်မျိုးတွေ နော်တကာလေးဝင်လာခဲ့မယ်နော်လက်မလေးတန်းစီနေမယ်ကြီးနေနေဖုံးမှစကရင်ကိုလက်ညိုးလေးနဲ့ဒီလိုလေးတောက်ခဲ့အဲ့လိုလက်မနေပြီးသားပြတ်သွားလိမ့်မယ်ဟုတ်ပြီနော်ဟုတ်ပြီနော်ကဲတော့သူကဘလို့စထားတယ်ဆိုတော့ထိတ်စည်းလိုင်းကိုအရင်ပြမယ်နော်ထိတ်စည်းလိုင်းကို အရင်ပြပေးသွားမယ်ထိတ်စည်းလိုင်းကိုအရင်ပြပေးသွားမယ်ဆိုတော့သူကဒီသုံးလုံးပေါင်းချင်းကအဲ့6ပြည့်ချင်းကြောင့်6ထိတ်စည်းဟုတ်ပြီနော်6ထိတ်စည်းဒီသုံးလုံးပေါင်းချင်းက၄ဖြစ်ချင်းကြောင်1 3 9ဒီ3လုံးပေါင်းချင်း၄ဖြစ်ချင်းကြောင်၄ထိတ်စီ ဒီသုံးလုံးပေါင်းချင်း6ပြည့်ချင်းတော့6ဒိတ်စီဒီသုံးလုံးပေါင်းချင်း4ပြည့်ချင်းအောင်4ဒိတ်စီလို့ကြမိဆိုရင်အခုဒီမဒီညက်နေမှာဆိုရင်နဲ့ तू ကဒီသုံးလုံးပေါင်းချင်းက6ပြည့်ချင်းကြောင့်6ထိပ်ဆိုပြီးလာရတယ်တစ်ချက်6ထိပ်ကြီးကဒီတစ်ချက်တန်းမဟုတ်နောက်ချက်ကြီးအများကြီးရှိသေးတယ်เนาะအဲ့တော့အဲ့ဒါလေးတွေကိုဆက်ပြီးတော့တွားကြည့်ဒီသုံးလုံးပေါင်းချင်း၄ဖြစ်ချင်းကြောင်းနဲ့၉၁၄ဒီသုံးလုံးပေါင်းချင်း၄ဖြစ်ချင်းကြောင်း ဒီသုံးလုံးပေါင်းခြင်းက၄ဆိုပြီးလာဖြစ်တယ်။996ဒီသုံးလုံးပေါင်းခြင်း၄လို့လာဖြစ်တာလေ။ဒီသုံးလုံးပေါင်းခြင်းက၄လို့ဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းခြင်းက၄ဆိုပြီးတော့ခွန်3 4ဆိုပြီးတော့လာဖြစ်ပြီးခါတယ်။ဟုတ်ပြီနော်။ဒီ၄ခွန်3ဒီသုံးလုံးပေါင်းခြင်းက၄လို့ထပ်ဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းခြင်းက၄လို့ထပ်ဖြစ်ပြရမယ်ဆို69နှလုံးပေါင်းခြင်းက၅ကြည့်မယ်။၅ကို၄ဖြစ်အောင်မယ်ဆိုရင်9တလုံးထပ်ပေါင်းပြရမယ်။အဲတော့9ထိပ်4 ိုဒေစီဘယ်နှချက်ကြည့်သွားပြီလဲအားလုံးသောမိတ်ဆွေကိုဒေစီနှစ်ချက်ကြည့်သွားပြီနော်မင်္ဂလာညနေခင်းဖြစ်အောင်အားလုံးပဲမင်္ဂလာပါလေးတွေမှတ်မိသွားမယ်ကြည့်နေနေကိုယ့်ရဲ့ဖုန်းမှ screen ကိုလက်ညှိုးနဲ့ဒီလိုလေးတောက်ပြီးအားဘာမှအပန်းမကြည့်ဟုတ်ပြီနော်ဘာမှအပန်းမကြည့်တော့ကဲအဲ့တော့ကျွန်တော်တို့ကကိုဒေစီနှစ်ချက်ရှိသွားနောက်တစ်ချက်ထက်ကျန်လေးကိုဒေစီကဒီနှလုံးပေါင်းချင်းကတဲတဲ့တရပါဝါက6 6ထိပ်စီ63ကြာဒီနှလုံးပေါင်းချင်းကကို9ရဲ့ပါဝါက၄၄ထိပ်စီ40ကြာတယ် ဒီနှလုံးပေါင်းခြင်းကလေလေးရပါဝါကကိုကိုထိတ်စီကဒီညက်နေမှာကြမှာလားကြမှာဆိုရင်ကိုထိတ်စီကကိုထိတ်စီ၃ချက်ရှိတော့ကိုထိတ်၃ချက်ပေါ့နော်ကိုထိတ်၃ချက်ရှိတော့နော်အဲ့တော့ကျွန်တော်တို့နောက်ပိတ်နော်နောက်ပိတ်တွေကိုထပ်ပြီးတော့စဉ်းစားရတော့နော်နောက်ပိတ်တွေကိုထပ်ပြီးတော့စဉ်းစားရတော့မယ်အဲ့တော့ ဒီကောင်ကဘလို့လာတယ်ဆိုတော့နောက်ဘိတ်မှာပေါ့နော်နောက်ဘိတ်လိုင်းကိုကျွန်တော်တို့ထပ်ပြီးတော့သွားပြီးတော့စဉ်းစားရအောင်နော်လမလေးတန်းစီနေပြီမယ်အမျိုးတွေအားလုံးပဲကြည့်နေရင်တောက်ချင်းစီတိုင်းအားလုံးပဲလမလေးတန်းစီပြီးတော့နှိပ်ပေးပါ channel လေး subscribe နေရတဲ့ channel လေးကို subscribe နေပြီးတော့အားပေးလို့ရပါတယ်နော်ကဲအဲ့တော့ကြည့်နေတဲ့တောက်ချင်းစီတိုင်းအားလုံးညနေမှာ share ပေါက်ချင်ရင်ပြနော် share တာဝင်လာခဲ့နော်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါ andy tin နော် အနေနဲ့မင်္ဂလာပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကူမရအားလုံးပဲမင်္ဂလာပါမင်္ဂလာညနေဖြစ်ပါနောက်ပိတ်လိုင်းကိုပြပေးမယ်နောက်ပိတ်လိုင်းကိုပြပေးမယ်ဆိုတော့ဒီကောင်ကဒီ၃လုံးပေါင်းချင်း၆ပြည့်ချင်းကြောင့်၆ဒိတ်စီကြသလိုတဲ့ဒီ၃လုံးပေါင်းချင်းကနော်၄၉၂ဒီ၃လုံးပေါင်းချင်းက၅ဖြစ်ချင်းကြောင့်၄၉၂ဒီ၃လုံးပေါင်းခြင်းက၅ဖြစ်ခြင်းကြောင့်၅ရဲ့နှက်ခတ်က၃အဲ့၃ကနောက်ပိတ် ဒီသုံးလုံးပေါင်းရင်6ဖြစ်ခြင်းကြောင့်6ဒေသီကြဆိုဒီသုံးလုံးပေါင်းရင်9ဖြစ်ခြင်းကြောင့်9ရဲ့နှက်ကတ်3အဲ့3ကနောက်ဘိတ်ဆိုတော့ဒီမှာ63ဆိုပြီးခြိုက်ထားတယ်။ဟုတ်ပြီနော်။ဒီသုံးလုံးပေါင်းရင်4ဖြစ်ခြင်းကြောင့်4ဒေသီကြဆိုလို့ဒီသုံးလုံးပေါင်းရင်ကခွန်ဖြစ်ခြင်းကြောင့်ခွန်ရဲ့နှက်ကတ်က3ည3ညနောက်ဘိတ်4ဒေသီ3ညနောက်ဘိတ်နဲ့40ဆိုပြီးခြိုက်ထားတယ်။နောက်ပွဲရှိပြီ။နော်။အဲ့တော့နောက်တစ်ပွဲကိုဆက်သွားမယ်။ဒီသုံးလုံးပေါင်းရင်က6ဖြစ်ခြင်းကြောင့်တဲ့။နော်။ဒီသုံးလုံးပေါင်းရင်က ကိုးဖြစ်ခြင်းကြောင့်ကိုးထိပ်စည်းကြသူဒီသုံးလုံးပေါင်းခြင်းက6192 6192ဒီသုံးလုံးပေါင်းခြင်းက2ဖြစ်ခြင်းကြောင့်2ရဲ့နက်ခတ်က4အပေါ်တိုင်းကြမှာဆိုရင်94တကွက်မှတ်ထားမယ်94တကွက်မဟုတ်ဘူး तू อ่ะไอ้ไซส์เนี่ยမကြောက်ဘူးနောက်တစ်ไซส์เนี่ย तू อ่ะကြာကျင်တယ်ဘယ်ไซส์เนี่ยကြာကျင်လဲကဲအဲ့တော့ထပ်ကြည့်မယ်ဘယ်ไซส์เนี่ยကြာကျင်တယ်ဆိုတော့ဒီသုံးလုံးပေါင်းခြင်း6ဖြစ်ခြင်းကြောင့်6ထိပ်စည်းကြသလိုတဲ့เนาะ ဒီစပူစာပုံစံလေးပေါ့၄၄ခုဒီ၃လုံးပေါင်းခြင်းက၄၄ခုဒီ၃လုံးပေါင်းခြင်းက၅ဖြစ်ခြင်းကြောင့်900ရဲ့နှက်ခတ်ကမှပေါ့ထည့်ကြည့်လိုက်မှာ900ရဲ့နှက်ခတ်က၃၃ဟာနောက်ပဲဒီ၃လုံးပေါင်းခြင်း6ဖြစ်ခြင်းကြောင့်ဒီ၃လုံးပေါင်းခြင်းဒီ6တိတ်စီကြတယ်ဒီ3လုံးပေါင်းခြင်းက9ဖြစ်ခြင်းရော9ရဲ့နှက်ခတ်3 3ကနောက်ပြီတော့63သဘောအပြီးရိုက်တယ်။နော်နောက်တစ်ဝဲကိုကြည့်မယ်။ ဒီသုံးလုံးပေါင်းခြင်းက၄ပြည့်ချင်းအောင်၄ရည်ကြီးကြသလိုဒီနှစ်ရဲ့ဒီ9ရဲ့ဒီ6ရဲ့2 9 6ဒီသုံးလုံးပေါင်းခြင်းကကျွန်တော်တို့ကခွန်ဖြည့်ခြင်းကြောင့်ခွန်ရဲ့နှက်ခတ်က3ည၄ဒေစီ3ညနောက်ပိတ်နဲ့ကျွန်တော်တို့က40ဆိုပြပြရတယ်ဖြည့်ခြင်းတွေကအလကားပါကွာတဲ့ဖြည့်ခြင်းတွေကအလကားမကြည့်နဲ့လေအလကားဆိုရင်မရှိမကြည့်နဲ့နော်ဖြည့်ခြင်းတွေပြတတ်တယ်ကလင်နာဆိုင်တွေပြတတ်တယ် မူတွေရထုတ်ယူထားရတယ်အများကြီးပဲနော်ဒီဒီဘတော်တွေမှာကြာမဲ့မူတွေရထုတ်ပြီးထားတယ်ဘောနော်မကြည့်နဲ့လीနော်နှိမ့်တဲ့သမားတွေရန်နေဝင်ရန်လန်ထိုးနေရတဲ့ဆိုင်ကျွန်တော်ပြပြီးတာဟုတ်ကြိုက်လို့ထိုးကျွန်တော်ပြောတဲ့ထက်မှာအရှင်းကြီးပဲကြိုက်ရင်ထိုးမကြိုက်ရင်မထိုးနဲ့ပြပြီးရမယ်လားကျွန်တော်ဖုန်းနဲ့ကျွန်တော် wifi ကျွန်တော်ရဲ့ဖုန်းပေနဲ့ကျွန်တော်ပြပြီးတာပြပြီးတာကျွန်တော်တောင်းဝင်ကြိုက်လို့ကြည့်ပဲကြည့်လို့ကြိုက်တယ်ဆိုရင်ထိုးမယ်ဆိုရင်ထိုးမထိုးရင်မထိုးနဲ့ဒီထက်မှာ ြည့်နေတယောက်ချင်းတည်းဘသူမှခလေးလေးတယောက်မှမပါအားလုံးကလူကြီးတွေပဲဆက်ရှင်တွေပြေးပြီးသားတွေပဲအုံနောက်ကြည့်တယ်အုံနောက်နဲ့ဆုံးပြတို့ကြိုက်ရင်တို့မကြိုက်မထုံးနဲ့ဟုတ်တယ်မလားဘသူမှဝင်ပြောပိုင်မှုမရှိဘူးကျင်းမာကြတော့ညီမတို့ပြောဟုတ်ကဲ့ပါပြန်တွေ့ပြပဲဗောနော်အဲ့တော့ဒီသုံးလုံးပေါင်းချင်းကခွန်ပြင်းရခွန်ရနကတုံညာကတုံညာနောက်ပိုင်းနဲ့40ဆိုပြီးထွက်တာတယ်ဟုတ်ပြီနော်အဲ့တော့နောက်တစ်ဝဲကိုဆက်သွားကြည့်မယ် ။နောက်တစ်ဝဲကိုဆက်သွားကြည့်တော့ကျွန်တော်တို့ကဒီသုံးလုံးမောင်းချင်းကကိုးပြည့်ချင်းအောင်ကိုးထိပ်စီကြတယ်လို့ဒီသုံးလုံးမောင်းချင်းကကျွန်တော်မိတ်ဆွေတွေအားလုံး2 3လေးဒီသုံးလုံးမောင်းချင်းကကိုးပြည့်ချင်းကကိုးရံနက်ခတ်က6 6နောက်ပိတ်ဆိုပြီးထည့်ပြီးလို့ရ။အဲ့တော့96တကွက်ဟုတ်ပြီနော်နောက်တစ်ကွက်ရှိသေးတယ်ဒီဆိုင်းနဲ့မရဘူးနောက်တစ်ဆိုင်းဒီသုံးလုံးမောင်းချင်း6ပြည့်ချင်းကြောင့်6ထိပ်စီအဲ့6ထိပ်ကိုသူ့ရဲ့အပေါ်ကနန်းထိပ်စီနဲ့ပေါင်းတော့3အဲ့3ဟာနောက်ပိတ်63ကြ ဒီသုံးလုံးပေါင်းချင်း၄ပြည့်ချင်းရောက်၄ရက်စီအဲ့၄ရက်စီကိုသူ့ရအပေါ်ကနေပေါင်းတော့၃ည၃ညနောက်ပိတ်၄၀ကြာဒီသုံးလုံးပေါင်းချင်း၉ပြည့်ချင်းရောက်၉ရက်စီ၉ရက်စီကိုသူ့ရအပေါ်ကနေ၄နဲ့ပေါင်းတော့၃၃၀နောက်ပိတ်ဆိုရင်63တကွာ၃ကွာအဲ့၃ကွာကအဓိကမို့အဓိက၃ကွာအဓိကတကွာကောင်းထပ်ပြကြံသေးတယ်ကြည့်ကျင်တယ်ဆိုရဲမိတ်ဆွေဝင်ကြံခဲ့မကြည့်ကျင်ဘူးမိတ်ဆွေကြော်သွားတော့နော်မကြည့်ကျင်တဲ့မိတ်ဆွေတွေ ျော်သွားတော့ဒီ၃ခွက်တည်းကြိုက်တဲ့တစ်ခွက်ရှိသေးတယ်ခပပအာထူးเนาะဒီ၃ခွက်တည်းကြိုက်တဲ့တစ်ခွက်ရှိသေးတယ်ကြီးကျင်တဲ့မိတ်ဆွေတွေထက်ကြည့်မှာမကြီးကျင်တဲ့မိတ်ဆွေတွေကျော်သွားလို့ရပါတယ်ကဲအဲ့တော့နောက်တစ်ခွက်ကိုနောက်တစ်ခုကိုကျွန်တော်ဆက်ပြပေးမှာပေါ့နော်ခဏလေးကျွန်တော်လည်းအချိန်မမီပါသလိုအားချင်းပြပေးတာပဲခဏလေးတော့ ကဲအဲ့တော့ဒီရောက်ကပဲဆက်ရေးပြီးတော့ပဲပြလိုက်တော့မယ်နော်ဒီမှာဆာရွက်ရှာနေချိန်ကြီးကြာမှာဆိုလို့63ရယ်99ရယ်နှိမ့်လိုက်ဟုတ်တယ်သူပြောတာမှန်တယ်သူပြောတဲ့စကားကမှန်တယ်နှိမ့်လိုက်ကိုကျွန်တော်အဲ့လောက်ထိအားမပေးဘူးကျွန်တော်ကိုဒီမှာဒါစေတနာရင်းငံ့ပြီးပြောပြတာနော်အဲ့လောက်ကိုကျွန်တော်တို့ကနှိမ့်လိုက်ကိုအားမပေးဘူးဟုတ်ပြီနှိမ့်လိုက်အားမပေးဘူးဘာတိုင်းရမလဲကျွန်တော်ပေးထားတဲ့ဇာတ်ရုံးမွေးကွေတွေဇာတ်ရုံးပတ်တိတွေပေးထားတယ်နော်ဒါတွေက သူကချိန်မှာသွားဝယ်ရင်ပတ်စံပြီးဝယ်ရကျွန်တော်ချိန်မှာလက်ကကျူပြီးတော့ထိုးယုံပဲအဲ့ဒါတွေမထုံလားဆိုထွက်တာပဲเนาะအဲ့လိုတွေပေးထားတယ်အဲ့ဒါတွေထိုးလေဟုတ်တယ်မလားကျွန်တော်ဒီနေ့တိုင်းကိုတရားအောင်မထိုးနိုင်ရတယ်ကျွန်တော်ပေးထားတဲ့ဟာတွေထိုးမလားထိုးစင်ပြရမယ်ဒုတိယနဲ့ပတ်သက်ပြီးတော့ဟုတ်လားเนาะအဲ့တော့ blame ဖို့ပဲတီးရလူကတသက်ကိုရှိရကဲအဲ့တော့နောက်တစ်ခွက်ကိုဆက်ပြီးတော့ပြပေးမယ်ခုနကဟာပြပေးသွားပြီအဲ့တော့ခုနကဟာကကျွန်တော်တို့ကဒီသုံးလုံးပေါင်းချင်းက၄ဖြစ်လို့တဲ့เนาะ လေးဖြစ်တော့လေးရပါဝါဒီသုံးလုံးပေါင်းခြင်းက9ဆိုပြီးတော့ဖြစ်ပြရနော်ဒီသုံးလုံးပေါင်းခြင်းလေးဖြစ်တော့လေးရပါဝါဒီသုံးလုံးပေါင်းခြင်း9လို့ဖြစ်ပြရဒီသုံးလုံးပေါင်းခြင်းကလည်း၄ဖြစ်လို့၄ရပါဝါဒီသုံးလုံးပေါင်းခြင်းကလည်း9ဆိုပြီးတော့ထပ်ဖြစ်ပြထားတယ်။ဟုတ်ပြီနော်။အဲ့တော့ဒီသုံးလုံးပေါင်းခြင်းကလည်း၄ဖြစ်တဲ့အတွက်ကြောင့်မလို့၄ရပါဝါဒီသုံးလုံးပေါင်းခြင်းက9လို့ထပ်ဖြစ်ပြရမယ်ဆိုရင်2 9တစ်ဖြစ်ခြင်းကြောင့်တစ်ကိုတစ်ကနေ9ပြောင်းမယ်ဆိုရင်ဒီမှာပါထည့်ပြရမယ်။၈ထည့်ပြီးထည့်ပြရမယ်။ ဟုတ်လားစစ်ထိတ်တကွက်နော်နော်ရပြီနော်စစ်ထိတ်စီတကွက်အဲ့တော့နောက်တဲ့တကွက်ကိုထပ်ပြပေးမယ်နောက်ပိတ်လိုင်းနော်နောက်ပိတ်လိုင်းတစ်ခုကိုထပ်ပြပေးမယ်အဲ့တော့ဒီကောင်ကဘယ်လိုလာလဲဆိုတော့ကွက်ကလိုပေါ့နော်ဒီသုံးလုံးပေါင်းချင်းကိုပြစ်တော့ဒီမှာနော်အာစစ်ထိတ်စီကြရဲဆိုတဲ့ဟာကိုတကွက်ပြပြီးပါပြီနောက်တဲ့ဟာကိုဆက်ပြီးတော့ပြပေးမယ်ခဏလေးစောင့်နော် အဲ့တော့ဒီကောင်ကဘယ်လိုလာလဲဆိုတော့ sorry ဒီသုံးလုံးမောင်းကြီးကိုဖြစ်တယ်လို့တဲ့ဒီသုံးလုံးမောင်းကြီးကလည်းသူကကိုဆိုပြီးတော့ထပ်ပြပေးထားတယ်တဲ့နော်သုံးနောက်ပဲဒီသုံးလုံးမောင်းကြီးဒီသုံးလုံးမောင်းကြီးကိုဖြစ်တယ်လို့ဒီသုံးလုံးမောင်းကြီးကလည်းသူကကိုဆိုပြီးတော့ထပ်ပြပေးထားတယ်သုံးနောက်ပဲဖြစ်ရနော်40အပီးရိုက်တာနော်အပီးရိုက်တာတွေကိုပြနေရနော်ဒီသုံးလုံးမောင်းကြီးကကိုဖြစ်တယ်လို့ဒီသုံးလုံးမောင်းကြီးကကိုလို့ထပ်ပြပေးရမှာဆိုရင်ကျွန်တော်တို့ကဗာပိတ်ခဲ့ပေးရမယ် ကိုလေးနှလုံးရှိခြင်းအောင်သုံးသုံးကိုကိုဖြစ်ရမယ်ဆိုရင်6နောက်ဝိတ်ဆိုပြီးထည့်မပေးရဘူးလား6နောက်ဝိတ်ထည့်ပေးရမယ်အဲ့တော့86တကွက်တဲ့86တကွက်အဲ့6နောက်ဝိတ်ကအရန်ကောင်းတယ်နော်ဗရိတ်လိုင်းချုပ်ပြီးသားနောက်တဲ့နောက်ဝိတ်လိုင်းတစ်လိုင်းရှိသေးတယ်နော်အဲ့တော့နောက်ဝိတ်လိုင်းတစ်လိုင်းကိုထပ်ပြပေးမယ်နော်နောက်ဝိတ်လိုင်းတစ်လိုင်းကိုကျွန်တော်မိတ်ဆွေအကူမတွေကိုထပ်ပြပေးမယ်ဟုတ်ပြီအဲ့တော့ဒီ6ရဲ့ဒီ4ရဲ့ဒီ1ရဲ့6 4 1ဒီ3လုံးပေါင်းခြင်းက4ဖြစ်ခြင်းကြောင့်ဒီဆောင်3လုံးပေါင်းခြင်းက4ဆိုပြီးတော့ရိုက်ပေးထားတယ် 4ခု3ဒီ3လုံးပေါင်းချင်းက4လို့ရိုက်ပေးထားတယ်ဟုတ်ပြီနော်ခွန်4 4ဒီ3လုံးပေါင်းချင်းကခွန်ရဲ့4ရဲ့4ရဲ့ဒီ3လုံးပေါင်းချင်းက9ဖြစ်ခြင်းကြောင့်6 6 3ညဒီ3လုံးပေါင်းချင်းက9ဆိုပြီးတော့ထည့်ရိုက်ပေးထားတယ်ဟုတ်တယ်နော်နောက်တစ်ပွဲကိုဆက်သွားကြည့်မယ်နော်နောက်တစ်ပွဲကိုဆက်သွားကြည့်မယ်အဲ့တော့ 634ဒီ3လုံးပေါင်းခြင်းက6ရဲ့3ရဲ့4ဒီ3လုံးပေါင်းခြင်းက3လို့ဖြစ်ခြင်းကြောင့်လေဒီဇောင်း3လုံးပေါင်းခြင်း3လို့ထည့်ရရမှာဆိုရင်ကျွန်တော်တို့က3 4နှလုံးပေါင်းခြင်းခွန်ရှိခြင်းကြောင့်သူ့ခွန်ကို3ဖြစ်ရမှာဆိုဒီမှာဗာရိုက်ပြရမယ်6ထည့်ပြရမယ်6ထည့်6နောက်ပိတ်ကနှစ်ဆိုင်ဟုတ်ပြီနော်အဲ့တော့86တကွတဲ့မဟုတ်သေးဘူးမကြိုက်သေးဘူးအဲ့လောက်အဲ့လောက်နဲ့မကြိုက်သေးဘူးဗရိတ်ကထက်ချုံမယ်ကွာနော်ဗရိတ်ကထက်ချုံမယ်ထက်ကြည့်မယ်နော် ဲ့တော့ဒီနှလုံးပေါင်းခြင်းက shift ဖြစ်ခြင်းကြောင့်လေလေးလေးနှလုံးပေါင်းခြင်း shift ဖြစ်ခြင်းကြောင့်เนาะဒီသုံးလုံးပေါင်းခြင်းက shift ဆိုပြီးတော့လာဖြစ်ပြရတယ်9 6 3ဒီ3လုံးပေါင်းခြင်းက8လို့လာပြဒီမှာ9 8ခြင်းကြောင့်ဒီမှာ9ပြိထည့်ပြရ8ဖြစ်အောင်เนาะ9ပြိကြာပြရဟုတ်ပြီဒီ3လုံးပေါင်းခြင်းကခွန်လို့ဖြစ်ခြင်းကြောင့်ねเนาะဒီ3လုံးပေါင်းခြင်းကခွန်ဆိုပြီးတော့ဖြစ်ပြီးထားတယ်ဒီမှာ3ရှိတယ်ပြန်ဒီမှာ4ပြိစင်ပြီးထားတယ် ခွန်ဖြစ်တယ်။အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီနှလုံးပေါင်းခြင်းက3ဖြစ်ခြင်းကြောင့်ဟုတ်ပြီ3လို့ဖြစ်ပြီ3ဖြစ်ခြင်းကြောင့်ဒီ3လုံးပေါင်းခြင်း3လို့ဖြစ်ရမယ်ဆိုရင်ဒီမှာ9ရှိခြင်းကြောင့်9ကို3ဖြစ်ရမယ်ဆိုရင်ဒီညနေမှာကျွန်တော်တို့ကဘာပဲဆင်းပြရမယ်။မှန်လားမှန်လား၄ပြိဆင်းပြရမယ်။နော်နော် လေးဗရိတ်ဆင်းမရမယ်လေးဗရိတ်ဆင်းမရမယ်အဲ့တော့လေးဗရိတ်ဆင်းမရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က၈ဒိတ်စီ၆နောက်ဘိတ်လေးဗရိတ်ပေါ့ဟုတ်လားအဲ့တော့တကကောင်းဆိုင်ရှယ်မိန်ထဲမှာ၈၆อ่าပပပေါ့နော်ပပအားနင်းနေမထိုးရတယ်ကိုကြိုက်တာကိုလို့ကျွန်တော်အရှင်းရှင်းနေကျွန်တော်လိုက်တယ်မှာကကိုကြိုက်တာကိုလို့ကျွန်တော်ကိုမြင်ပါလိမ့် ကိုရနောက်ဘူးကချွေချေမကြအောင်ရှာထားတဲ့ပတ်စံနဲ့ကိုယ့်ကိုကိုကြိုက်တာကိုသူများကပါစပ်ပြားနဲ့လမ်းမဆုံးနေတယ်ကျွန်တော်ပြောတိုင်းနဲ့မယုံနဲ့နော်ကျွန်တော်ပြောတိုင်းနဲ့မယုံနဲ့ကျွန်တော်ဒါဒါဒါလို့ဆိုပြောပြအဲ့ဒါတော့မယုံနဲ့သူများကပါစပ်ပြားနဲ့လမ်းမဆုံးနေတယ်ကိုကိုတိုင်းကြည့်အောင်လို့နော်ကိုကိုတိုင်းကြည့်အောင်လို့ပြီးမှဒါကလုံးတဲ့မလုံးတဲ့ဆိုကိုကိုကကိုဆုံးဖြတ်လို့ရမှာနော်အရှင်းပဲဘုနဲ့ကပြောတာကဒါကမေးဘာဘာဘာဆိုင်ကြီးကအလကားပါဆိုအဲဖြစ်ချင်းတွေကအလကားပါတဲ့မစ္စတာဖြိုး နော်အဲ့တော့ဖြစ်ချင်းတွေကလက်ကားပြလက်ကားပါဆိုကျွန်တော်ကလည်းမကြည့်နဲ့ဗောဒါပဲပြောတတ်မှာမမကြည့်နဲ့လက်ကားဆိုရင်မကြည့်နဲ့ဟေးဟုတ်တယ်မလားဘယ်ဟာလက်ကားမှုတဲ့ဟာဘယ်ဟာရှိတယ်ပြောကြည့်တူးဒီနာပတ်သက်ပြီးတော့ကလင်နာဆိုင်မူရအဲတော့တော့ဟိုပြီးခဲ့တဲ့ဘက်ကဆိုရင်ဒါကျွန်တော်တို့ဒါဒီမနက်တိရှိကြတဲ့မူဆိုရင်ကျွန်တော်တို့ဒါပြီးခဲ့တဲ့ဘက်ကဇောင်းအပူနက်ခတ်ဖြစ်ခြင်းကြောင့်ကျွန်တော်တို့ကနော်ဇောင်း တောင်းဖြတ်အပူနက်ကတ်ကြပြီဆိုရင်နောက်ပတ်မှာသူရဲ့ break တွေပေါ့နော်အပူ break နက်ကတ် break ကိုယူပြီးအောင်တဲ့3 6ရက်နဲ့ကတ်အဲဒါမျိုးတွေရှိတယ်အဲအဲ့လိုမူမျိုးတွေကိုပြောတာလားအဲ့လိုမူမူမျိုးတွေရဲ့ထွက်ပြတတ်တဲ့ထွက်ထွက်တတ်ထွက်တဲ့ဘူးလက်ရှိရဲ့ချိန်ကြီးလည်းထွက်ပြီးသွားပြီနော်ဘူးလက်ရှိရဲ့ချိန်ကြီးတယ်ကျွန်တော်တို့ကထွက်နေလုံးပဲထွက်တဲ့ထွက်နေပြီးသွားအခုလက်ရှိမူတွေကိုလုံးကျပြီတဲ့မူတွေကိုလုံးထွက်သွားပြီနော်အဲ့တော့လိုက်ထုံရင်တော့ရအောင်လိုက်မထုံရင်တော့မရဘူးဒုတိယကိုထုံးမှကိုရမှာလေဟုတ်တယ်မလားเนาะ ဒီမတို့ဘက်နဲ့တော့ထိပေါက်ကျင်လို့မဖြစ်ဘူးလေဒီမှာလေးကလေးကဒီညနေလေးကပဲထိုးမနက်ကကျွန်တော်ပြောတဲ့ဟာ లైవ్ မထိုးရင်တော့မရဘူးကျွန်တော်ပြောတယ်ဒီခဏလေး၈ကွက်ကိုတော့မပါပါအောင်လို့ထိုးပြပါဒီခဏ၈၉ကို136နဲ့ကတ်တယ်ခဏလေး၈ကွက်ပဲထိုး7 7 3 7 6 8 9 9 3 9 6 9ဒီခဏ၈ကွက်ပဲထိုးတယ်ဒါလေးကိုမဖြစ်မနေပေါအောင်ထိုးပြပါပေါအောင်ထိုးပြပါဆိုတာအဲ့ဒါလည်းမလို့じゃん နော်ရှစ်ပိုင်းတစ်လုံးရှစ်တစ်လုံးရှစ်ပိုင်းလို့လည်းပြောသေးတယ်ဒီမှာပေးထားတဲ့ကဏ္ဍနေရာရှစ်တိနေယူရပေးထားလားနေ့တိုင်းအတွက်ကိုပေးထားလားအဲ့တော့မပေါ့ဘူးဆိုတော့ကျွန်တော်လည်းမတက်နိုင်တော့နော်အဲ့တော့ပေါ့ရင်တော့မတက်နိုင်တော့မျိုးတွေကဲအဲ့တော့မနက်ကမပေါ့ဘူးဒီညနေပေါ့ပါစီဗျာနော်ကဲအားလုံးမပိုင်းပါညနေကြမှာပြန်တွေ့ရနောက်နောက်ရက်ကြမှာပြန်တွေ့ကြမှာနော်